ငါရဲ့အဆင့်ကတူတူများရေပြောနေရပြီပေါက်သွားပြီကျွန်ခံနေလို့ပါတော့လို့ဒရာမာကြီးချိုးနေတာပေါ့တမလားလဲ့အဲ့တော့ပြောမလို့လောရတဲ့အလုပ်ကဒီအလုပ်ပဲအဲ့မှာမှလူတွေကကျွန်တော်တို့ဒါကိုရှုမြင်နေတဲ့ပုံစိတ်ထားတတ်တဲ့ပုံမတူတဲ့အခါကျတော့တော်တော်လောင်အားတဲ့ဟာမျိုးတွေနဲ့စိတ်ချမ်းသာတဲ့ဟာမျိုးတွေမတူတော့ကိုဖြစ်စင်တာတွေလူရှုပြီးတော့တဲ့ family အတွက်ပဲဦးစားအမြဲဦးစားပေးနေရတော့ပေါ့နော် ကိုရဲ့ dream တွေအတွက် fee ဖြစ်သွားတယ်ဇာတဲ့ဘယ်လိုမျိုးပြောင်းလဲလို့ရနိုင်တယ်သိချင်ပါတယ်ပေါ့နော် အဲ့တော့ကိုဖြစ်ချင်တာလေးလို့ရှိပြီတော့မိသားစုဦးစားပြီတော့ကိုရဲ့အိမ်မက်တွေကတည်ရတယ်ဖိတယ်အဲ့တော့ဘလို့ကြောင်းလဲလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ခဏခဏပြောသလိုမျိုးပဲပေါ့နော်အမ်ကျွန်တော်ကဘာကိုရွေးပါလို့တော့ကျွန်တော်ကပြောမှာမဟုတ်ဘူးဟုတ်နော်ဒါပေမဲ့ကျွန်တော်ဖြစ်စေခြင်းနဲ့ mindset တစ်ခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုရွေးချယ်တဲ့ဟာကိုမရွေးချယ်ခင်စဉ်းစားပေါ့နော် စဉ်းစားကိုဘာကိုရွေးချယ်မလဲဆိုတဲ့အားမျိုးစဉ်းစားတည်တည်ချာကိုအချိန်ယူပြီးစဉ်းစားစဉ်းစားပြီးလို့ကိုအနေနဲ့ဆုံးဖြတ်ပြီးသွားပြီဒါနဲ့ပတ်သက်ပြီးတော့ရွေးချယ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဖြစ်စေချင်တဲ့ mindset complain မတက်နဲ့အဲ့နဲ့ပတ်သက်ပြီးတော့ complain မတက်နဲ့အဲ့တော့ကျွန်တော်ဖြစ်စေချင်တယ် complain တက်တဲ့အားမျိုးကအရင်ကအာဂလိဖြစ်တယ်ရုပ်ဆိုးတယ်ဘယ်လိုပြောအဲ့ပြောမယ်ဆိုလို့ရှိရင်တော်တော်လေးကိုရုပ်ဆိုးတယ်အဲ့တော့ဒီရွေးချယ်မှုရွေးချယ်ဖို့အတွက်ကိုဘယ်သူမှနောက်ကနေဓာတ်နဲ့ထောက်ပြီးတော့ ချင်းချောက်ထားတာမဟုတ်ဘူးအဲ့တော့ဒီရွေးချယ်မှုကိုကိုယ်တိုင်နေပြီးနောက်ဆုံး minute မှာကိုယ်ရွေးချယ်လိုက်တာအဲ့တော့အဲ့ဒီဟာအတွက်အဲ့ရွေးချယ်မှုနဲ့ align နောက်ဆက်တွဲကြုံလာတဲ့ခါကြလို့ရှိရင် complaint မတက်နိုင်ဒါကိုယ်ရွေးချယ်တာဖြစ်တဲ့အတွက်အန်ကျိပြီးတော့ပဲဆက်သွားတယ်အဲ့တော့ကိုကဘာဖြစ်ကျင်လဲဆိုတဲ့ဟာမျိုးပေါ့နော်ကဲရွေးကိုယ်အိမ်မက်တွေကိုကိုယ်ရှင်းတန်းကျင်လာလားမိဘတွေရဲ့အိမ်မက်ကိုကိုကနေပေးရမှာလားပေါ့နော် အဲ့တော့ကိုကတခုခုယူလိုက်မယ်။ Okay ထားလိုက်ပါတော့အခြေအနေကအမျိုးမျိုးရှိတယ်။အဲ့အကြောင်းမို့ကျွန်တော်ကဘာလို့လောက်ပါဆိုပြီးတော့ကျွန်တော်ပြောလို့မရတာ။ကျွန်တော်ပြောလည်းမပြောသင့်ဘူးပေါ့နော်။ခါကြတချို့အခြေအနေတွေမှာမိဘကတော်တော်လေးအသက်ကြီးနေပြီပေါ့နော်။အဲ့တော့မိဘရဲ့ခဏလိုမျိုးနောက်ဆုံးနှစ်တည်းလိုပုံစံမျိုးဖြစ်ရင်ဖြစ်နေလိမ့်မယ်ဗျာ။ကျွန်တော်ပြောလို့မရအောင်။မေးကွမေးရသူအခြေအနေကိုပေါ့နော်။အဲ့တော့အဲ့လိုအခြေအနေမျိုးမှာ Okay ငါငါမိတော့ပေးမှာပဲငါနေချင်းနေပေါ့နော်။ငါတစ်သက်လုံးနောင်လာမရချင်းဘာညာပေါ့။အဲ့တော့ဆိုလို့ရှိရင်လေမိဘအပေမှာတီချာနေ။တီလား။မိဘအပေမှာနေပြီးတော့ကိုမျက်နာက ဒီလိုမလဲစိတ်ညစ်တဲ့ပုံပေါက်တယ်ပုံတိုးတဲ့ပုံပေါက်တယ်ဒီမိဘကြောင့်ငါ့ရဲ့အိမ်မက်တွေကတည်နေရတယ်ဆိုပေပုံစံမျိုးကိုကဖြစ်ပြနေဆိုရင်ဘေးထဲမှာကို့မိဘလည်းမကောင်းဘူးကွာတိလာဒါပေမဲ့သူတို့လည်းအပြစ်ရှိတယ်လို့ခံစားရတယ်ကွာအဲ့တော့ကို့လည်းမကောင်းကိုကဒီရွေးချယ်မှုယူထားတယ်โอเคငါငါမိဘဘေးထဲမှာငါချိန်ပေးမယ်ဆိုလို့ရှိရင်ကို့ရဲ့ဟာပြ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 ဖြစ်အောင်လုပ်ရင်ကို့မိဘတွေကိုပြောင်းထားတတ်နိုင်တယ်မြတ်စိတ်ချမ်းသာအောင်ထားတယ် လို့ရှင်ခုနလိုမျိုးပေါ့နော်ကိုကအဲ့တော့ကိုကမပြိမပြင်းဖြစ်တဲ့ခါကျတော့ဗာလဲဆိုတော့မိဘလည်းမကောင်းအောင်ကွာဒီလားဟောငါဒါသမီးငါကြောင့်သူ့လမ်းနေပိတ်ဆို့နေဆိုတဲ့ဟာမျိုးအဲ့တော့ကိုလည်းမကောင်းအောင်ကိုကဒီလမ်းကိုယူထားတယ်ကွာအဲ့တော့ကိုကမယွေးခင်တတိကျကျလေးစဉ်းစားရယွေးချက်မူတိုင်းရဖြစ်နိုင်သမျှထောင်ပေါင်းပေါ့နော်ငါဒါယွေးချက်လိုက်တဲ့ခါကျရင်နောက်ဆက်တွဲတွေဖြစ်နိုင်သမျှဘာရှိလဲအဲ့တော့ကျွန်တော်ခဏခဏပြောသူမျိုးပဲကျွန်တော်ကပြဿနာကင်းတဲ့ဘဝဆိုမရှိဘူးဘယ်ပြဿနာကိုကျွန်တော်ကယွေးချက်မလဲဆိုတဲ့ဟာမျိုးပဲရှိတယ်ကျွန်တော်ကဒုက္ခကင်းတဲ့ဘဝမရှိဘူးဘယ်ဒုက္ခအောင်ငါယွေးချက်မလဲဆိုတဲ့ဟာမျိုးပဲရှိတယ် တော့ကိုကရွေးချယ်ပြီးသွားတဲ့ခါကျရင်ကျွန်တော်ဖြစ်စေချင်တာပြပြပြနေဖို့ကျွန်တော်ပြောပြောချင်တာပေါ့နော်အဲ့တော့ကိုကကိုအိမ်မက်တွေနောက်ကိုလိုက်မယ်ဆိုလို့ရှိရင်လည်းအဲ့လိုမိဘတွေကညှိုးညင်တာကိုအပြည့်ရှိတယ်လို့ခံစားအောင်လို့ guilt tripping တွေလုပ်တာအမျိုးတွေကနေပြီးတော့ဒီနေ့ तू ကမိဘကိုပြန်မကြည့်ရဲကောင်းလို့အတင်းတုပ်တဲ့ဟာအဲ့ဒီကကြိုပြီးတော့တွေးထားတဲ့နေပေါ့နော်အဲ့ခါကျလို့ရှိရင်ကြုံလာတဲ့ခါကျရင်လည်းကိုကမတွေးထားဘူးဆိုလို့ပုံစံမျိုးနဲ့ကြောက်မပြောင်းနဲ့ဒါကိုတွေးထားပြီးတယ်ဒါဆုံးပြတ်ထားပြီးတာဖြစ်တဲ့အတွက်ကြုံလာတဲ့ခါကျလို့ရှိရင် complain မတက်နဲ့ကြောက်ကြော်ခဲ့ပြီပေါ့နော်အဲ့တော့အဲ့အဲ့အဲ့အားလေးပြောချင်ပါတယ်နောက်တစ်ခုကကျွန်တော် mindset နဲ့ပတ်သက်တဲ့ဟာမျိုးမေးထားပါတယ်ပေါ့နော်ဆရာကတဲ့ကိုလိုကိုလှုပ်ချင်တဲ့အလုပ်ကိုလှုပ်ဖို့အတွက်အခုကကိုမလှုပ်ချင်တဲ့အလုပ်ကိုအလုပ်လုပ်ရင်ကြိုးစားနေရတယ်ပေါ့နော်စိတ်ကိုဘယ်လိုပဲ flexible ဖြစ်အောင်ထားထားတခါတလေအလုပ်လုံးဝမသွားချင်တာတော့အလုံးနဲ့ပတ်သက်တဲ့ research ကြီးလုပ်ရတဲ့အခါကျရင်တာဝန်ကြီးတခုပြီးတယ်လို့မျိုးခံစားရပါတယ်ပေါ့နော်ဘယ်လိုစိတ်ထားရမလဲဆိုတော့ပြပြပြပေါ့နော်အဲ့ဒါလေကျွန်တော်ခုနပြောသလိုပဲ ကျွန်တော်တို့ကလုံနေရတာချင်းအတူတူတောင်မှပေါ့နော်စိတ်ထားတတ်တဲ့သူနဲ့စိတ်မထားတတ်တဲ့သူတွေမှာပုံမူတည်ပြီးတော့ကျောခန်းစားချက်တွေကကွာဝါးသေးတယ်အဲ့တော့ကျွန်တော်ကစိတ်မထားတတ်ဘူးဆိုလို့ရှိရင်လည်းအဲ့လူတယောက်ကတော်တော်လေးကိုလောင်ရတယ်အဲ့လိုမျိုးလောင်ရတယ်စိတ်ထားတတ်တယ်ဆိုလို့ရှိရင်သူ့လောက်ကအရင်ခက်ခဲပင်မနေနေတော့မှကျွန်တော်ကအဆင်ပြေတယ်ပေါ့နော်ဖြတ်တန်းလို့ရတယ်အဲ့တော့ဘယ်လိုမျိုးစိတ်ထားတတ်တာလဲဘယ်လိုမျိုးစိတ်မထားတတ်တာလဲဆိုလို့ရှိရင်ကိုကအကယ်၍ ကိုကိုကိုနဲ့မှာကိုကဆုံးမချက်ချထားတယ်ပြီးကိုမှာပလန်လေးရှိတယ်အာဒီလောက်မှာနောက်လိုအပ်တဲ့နောက်ထပ်နှစ်နှစ်တော့ငါထပ်လုပ်မယ်လုပ်ပြီးတာနဲ့ငါမှာငွေတလောက်ရလာမယ်ငွေစုပြီးသားဖြစ်လိမ့်မယ်ဗောနောငါထွက်ချက်တာပြီးသားအဲ့ခါကျလို့ရှိရင်ငါအနေနဲ့ဒါကိုလုပ်မယ်ဒါကိုပြောင်းမယ်ဒီလိုမျိုးသွားမယ်ဗောနောငါဘောကိုဆက်ပြီးတော့အဲ့လိုပုံစံမျိုးကိုကိုနဲ့ပတ်သက်ပြီးတော့ကိုကတိတိကျကျကြီးကိုပလန်ရှိရဲ့ဗောနောငါဒီအရင်ကြမ်းတမ်းတဲ့အဲ့လိုကိုငါဒီအချိန်ထိပဲလုပ်ပါ လုံနေတဲ့အချိန်တွေလည်းအဖက်တင်အောင်လို့ငါပကံငွေစုတဲ့ဟာမျိုးတွေပြောလို့ရှင်ခုနကလည်းဒီလုပ်ငန်းမှာတင်စရာရှိသမျှအရာတွေအကုန်လုံးတင်ယူတဲ့ဟာမျိုးငါလုပ်မယ်ပြီးသွားတဲ့ခါကျငါဒါလုပ်မယ်အဲ့တော့အဲ့လိုမျိုးကို့မှာ plan အတိအကျရှိနေပြီဆိုလို့ရှင်အဲ့သူတယောက်ကကို့ plan ကိုလည်းကိုတကယ်ကိုကြုံကြည့်တယ်ပေါ့နော်အဲ့ခါကျလို့ရှင်သူက လုံနေတဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့တိတ်ပြီး feeling ထားမှာမဟုတ်ဘူး။ဒါကငါအနေနဲ့ရွေးချယ်ထားပြီးတဲ့အလုပ်ပဲဆိုတော့ဗောနော်။အဲအကြောင်းလို့စိတ်ထားတတ်တဲ့ခါကျရင်အဆင်ပြေတယ်။စိတ်မထားတတ်တဲ့ခါကျလို့ရှင်တော့လောင်ရတယ်။အဲ့လိုတခြားသူတွေရဲ့ဘဝကိုကြည့်ကိုကိုကိုမေးခွန်းတွေထုတ်ငါဘာလို့အရောက်နှိမ်ချတဲ့အလုပ်တွေလုံနေရတာလဲလို့တမလား။ငါရဲ့အဆင်ကတော့သူများရဲ့ပြောနေရပြီးပေါက်သွားပြီးကျွန်ခံနေလို့ဘာလို့လဲဒရာမာကြီးချိုးနေရဗောနော်တမလား။အဲ့လိုအဲ့တော့ပြောမှလည်းလောင်ရတဲ့အလုပ်ကဒီအလုပ်ပဲ။အဲ့မှာမှလူတွေက ျွန်တော်တို့ဒါကိုရှုမြင်တဲ့အပုံစိတ်ထားတတ်တဲ့ပုံမတူတဲ့အခါကျတော့တော်တော်လောင်သွားတဲ့ဟာမျိုးတွေနဲ့စိတ်ချမ်းသာတဲ့ဟာမျိုးတွေမတူတော့အဲ့တော့အလုပ်ကတော့ဒီလုပ်ပဲဗျထားလိုက်ပါတော့ကျွန်တော်ပကံစီးတယ်ဒါမှမဟုတ်ထားလို့ရှင်ကျွန်တော်လူကြီးမိဘတွေကိုကျွန်တော်က care လုပ်ပြီးတယ်ဒါမှမဟုတ်လို့ရှင်ကျွန်တော်နည်းနည်းဟိုပယံလုပ်တယ်ဗျာလောက်ရတော့ဒီလုပ်ပဲဒါပေမဲ့အဲ့ဒါပေါ်မှာဒီကျွန်တော်စိတ်မထားတတ်တဲ့ခါကြလို့ရှင်ခုနကလိုဒရာမာချိုးရဲ့စကားတွေကိုယ့်ကိုပြန်ပြောနေရပေါ့နော်တက်လားအာကြုံကြုံခံနေရတယ်အရင်နှိမ်ပါတဲ့အလုပ်ကလုံနေရတယ်ဘာဖြစ်လဲညာဖြစ်လဲကိုယ့်ကို အဲ့ဒါမကောင်းသေးလားကိုယ့်ကိုတနာစေတဲ့စကားတွေပြောတဲ့ဟာမျိုးကမကောင်းအဲ့ဒီအစားကိုကကိုယ့်ကိုနဲ့မာကြောစေတဲ့စကားတွေပြောတာပို့ပြီးတော့ကောင်းတယ်ငါအခုလုံနေရဆိုတဲ့ဟာမျိုးကဘယ်လိုပြောရမလဲတစ်ဖက်မှာငါလုံချင်တဲ့ရာအတွက်ငါကဒါတွေကိုငါလိုအပ်လို့လုံနေတာပေါ့နော်ပြီးလို့ရှိရင်လည်းငါကဘယ်လိုပြောငါမလုံချင်တဲ့အလုပ်ကိုလုံရင်းလုံရင်းနဲ့တော့မှငါကသူများရဲ့စိတ်ဓာတ်ပို့ပြီးတော့တန်မာလာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့လူတော်တော်များများကတို့မလုံချင်တဲ့အလုပ်ဆိုတို့ကချင်းချင်းချင်းမလုံနိုင်ငါကဒီလောက် လောက်လာနိုင်တယ်အခုချိန်ဒီလည်းလောက်လာနိုင်တော့မယ်ဆန်းဆောင်ရင်ကောင်းကောင်းနေပေါ့နော်ငါဒီလောက်ကိုဘလောက်ပဲမုန်းနေဆိုရင်တော့မှအဲအကြောင်းလို့ငါအများအထက်ငါအသက်တူရွယ်တူဆိုင်ငါစိတ်သက်သာမှားရလူဖြစ်တယ်ပေါ့နော်အဲတော့လက်ကြောတင်းတဲ့သူဖြစ်တယ်အဲ့လိုမျိုးစကားတွေပေါ့လောက်ရတော့ဒီလောက်ပဲဒါပေမဲ့အဲ့လိုပြောတဲ့စကားတွေမှတူတဲ့အခါကျတော့ကိုကဘလို့လဲဆိုတော့နေရတာအဆင်ပြေရပေါ့နော်အဲ့တော့ကိုယ့်ကိုယ်ကိုတနာစေတဲ့စကားတွေအဲ့လိုဒရာမာချိုးရဲ့စကားတွေကပြန်ပြောလို့သိမကောင်းအောင်အဲ့လိုမျိုးတက်ကိုယ်ကိုမာစေတဲ့စကားတွေပါပြီးပဲပြောရင်းနဲ့ ကကြော်ဖြတ်သွားတာပို့ပြီးတော့ကောင်းတယ်နော်အဲ့တော့ကျွန်တော်ပြောချင်တာကတော့လောက်ရတာဒီလောက်ပဲဒါပေမဲ့အတိတ်ပဲပေးပုံချင်းမတူဘူးဒါကိုစိတ်ထားတဲ့ပုံချင်းမတူတော့ကျွန်တော်ကကွဲသွားတယ်ပေါ့အဲ့တော့စိတ်ထားတဲ့ဖို့လိုတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ပြောချင်ပါတယ် Okay နောက်တစ်ခုပြပြပါမယ်အချင်းဆွဲရတဲ့အချင်းဘယ်လိုပြင်ရမလဲပေါ့နော်ဒီမိကခဏခဏအမိခင်အဲ့တော့ကျွန်တော်ဒီမှာတော့တူတူလေးပဲဖြည့်ပါမယ် အာအဓိကတော့ဒီကသူတွေကကျွန်တော်တို့ကတချို့တွေပေါ့နော်တချို့ဆိုတော့တချို့တွေကတော့အဆင်ပြေတယ်ကျွန်တော်ပြောတဲ့ဟာကိုသိတယ်တချို့တွေကတော့မသိသေးလုံးဝမသိသေးအဲ့ဘာလဲဆိုတော့ကျွန်တော်တို့ကအဲ့လိုမလုံလို့မဖြစ်တော့တဲ့အခြေအနေမျိုးတွေဆိုတဲ့ဟာမျိုးမကြုံဘူးလို့ပေါ့နော်ဒီကသူတွေချို့တွေကပေါ့နော်မလုံလို့မဖြစ်တော့တဲ့အခြေအနေမျိုးတွေအဲ့တော့မလုံလို့မဖြစ်တော့တဲ့အခြေအနေမျိုးကိုကျွန်တော်ကကြုံဘူးတဲ့အခါမှာဒါတချို့အရာတွေကခံသွား ကိုမလုပ်လို့ရှင်ကိုပဲခံရတာဆိုတဲ့ဟာမျိုးကိုကနားလေလာလိမ့်မယ်အဲအဲ့မတိုင်မချင်းကတော့ကျွန်တော်ကမသိအဲကျွန်တော်တို့တငယ်ချင်းကြားရမှာဆိုကျွန်တော်ပြောတယ်ဒီကောင်ခွေးဖြစ်ဖို့လိုတယ်ပေါ့နော်ခွေးတောင်ရွရွမဟုတ်အကြီးကျယ်ခွေးဖြစ်ဖို့လိုတယ်အဲ့အမှသာဒီကောင်တိမှာပေါ့နော်ခဏလေမျိုးအဲ့တော့ဘာတွေကဘလို့ရှိလဲဆိုတဲ့ဟာမျိုးအဲ့တော့ပြောချင်တဲ့ point တစ်ခုကပါလဲဆိုတော့အချိန်ဆွဲတယ်ဆိုတဲ့ဟာမျိုးကအဲ့လိုမျိုး serious မဖြစ်လို့ပေါ့နော်အဲ့ serious ဖြစ်ဖို့ဘယ်လိုလုပ်ရလဲဆရာဆိုတော့လှုပ်ရှားနီးလန်းနေပါတယ်တော့ကျွန်တော်သိတော့မသိဘူးကျွန်တော်တို့တွေးရတဲ့ပုံကကျတော့ တော့လိုချင်လှုပ်တယ်မလိုချင်မလှုပ်စိတ်ကိုအဲ့လိုပုံစံမျိုးပဲထားတဲ့ဟာမျိုးပေါ့နော်လှုပ်တာနဲ့မလှုပ်တာပဲရှိတယ်လှုပ်ဖို့ကြိုးစားလာလို့ဘာလို့ဆိုရဲဟာမျိုးမရှိလှုပ်တာနဲ့မလှုပ်တာကျွန်တော်မှတ်ထားပါတော့ influencer ဖြစ်ချင်တယ်ဒါမှမဟုတ် vlogger ဖြစ်ချင်တယ်အဲ့တော့ vlog ရိုက်တာနဲ့မရိုက်တာပဲရှိရိုက်ဖို့ကြိုးစားနေဆိုရဲဟာမျိုးမရှိကျွန်တော်စာရေးတဲ့သူဖြစ်ချင်တယ်ဆိုလို့ရှိရင်လည်းတနေ့ကိုငါးမျက်နှာစာရေးရတယ်မရှိရတယ်ပဲရှိတယ်စာရေးဖို့ကြိုးစားနေဆိုရဲဟာမျိုးတကယ်ကြောင့်မရှိဒီလားအဲ့တော့ကျွန်တော်က ဟိုအဲ့လိုမျိုးလေးပေါ့နော်ငါတောင်လိုချင်တာလိုချင်တော့မလိုချင်မလုပ်နဲ့အဲ့လိုပုံစံမျိုးကွန် simple တွေးတဲ့ဟာမျိုးကျွန်တော်လုပ်စီချင်တယ်ဥပမာဒါပြောကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်အတန်ကိုကျွန်တော်အရင်ကောင်းကောင်းဖြစ်ချင်တယ်ကျွန်တော်ဥပမာထားပြောကျွန်တော်လူငယ် market ပဲထားလိုက်ပါနော်လူငယ် market မှာကျွန်တော်အတန်းအကောင်းဆုံးဆိုတဲ့ဟာမျိုးလူတိုင်းရဲ့တတ်မှတ်ထားတဲ့ဟာမျိုးကျွန်တော်ဖြစ်ချင်တယ်ဖြစ်ချင်တော့ကျွန်တော်လုပ်တယ်မှတ်တော့ကျွန်တော်အခုလုပ်နေတဲ့ဟာမှာကျွန်တော်နေစိတ်ပိုင်ပါမယ်စိတ်မပိုင်ပါပါအောင်ဒါပေမဲ့ကျွန်တော်ဖြစ်ချင်တယ်လုပ်ချင်တယ်အဲ့တော့ကျွန်တော်စင်ကြီးမပေးဘူးကျွန်တော် sit down and walk အဲ့လိုပုံစံမျိုးပဲအဲ့တော့ ကျွန်တော်ပြစ်ချင်တော့ကျွန်တော်လုပ်တာပဲအဲဟိုတနေ့ရဆိုလို့ရှိရင်ဒီကသူတွေတွေ့မှာပေါ့ကျွန်တော်တို့တပိတ်တွေပါတယ်လीတက်မလားကျွန်တော်တပိတ်တွေပါလောက်ကြတယ်ပြောမှာဆိုလို့ရှိရင်နည်းနည်းလေးအားဆိုင်ကြတယ်နည်းနည်းပြင်မဲတယ်အဲ့တော့ဘာဖြစ်လဲကျွန်တော်အတန်းကိုကျွန်တော်အကောင်းဆုံးဖြစ်အောင်လို့ဒီဆောက်ချင်တယ်အဲ့ဒီတော့ကျွန်တော်အလုပ်လုပ်တယ်ဒါပဲလုပ်ရချင်ကျွန်တော်လုပ်တယ်မရချင်မလုပ်အဲ့လိုပုံစံမျိုးအဲ့တော့ကိုကဆုံးဖြတ်ပြီးသွားတဲ့ခါကျလို့ရှိရင်လည်းအထူးသဖြင့်ယောက်ျားလေးယောက်ဖြစ်တယ်ဆိုလို့ရှိရင် complaint မတက်တာအကောင်းဆုံးပဲကိုတောင်လိုချင်တာလိုချင်လိုပြီးလိုချင်မလုပ်နဲ့ပြီးတော့မှကျွန်တော်မငီးတာတော့ တော့မလုံးနိုင်ဘူး။အရင်ရုပ်ဆိုးလို့ဘယ်သူပဲဖြစ်ယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကိုခန္ဓာကိုလှတဲ့ဟာမျိုးကိုကပိုင်ဆိုင်နေတယ်။ဒါလည်းပြောကိုယ့်ရဲ့ခါပိအစီလုံးဝမရှိခြင်းဘူး။ကျွန်တော်ကကြော်ရိုးဟိုဘယ်လိုပြောမလဲ။သွေးကြောတပြိုင်ပြိုင်နဲ့ဖြစ်ခြင်းတယ်။အရင်ကိုလိုက်ခန္ဓာကိုစစ်ခြင်းတယ်။ဟောအဲ့ဒါဆိုလို့ရှိရင်ဒီဝက်တဲ့ဟာလို့ရှောင်းမယ်ဟောက်ရှောင်း။အခုလိုးခြင်းလားလိုးခြင်းလို့မလိုးခြင်းမလုံးဘူး။ ကိုကမလှုပ်လဲမလှုပ်ပြီးတော့မှမှန်းကြည့်ရင်ကိုကကိုမုန်းတာတို့တက်မလားကိုကဘယ်တော့အသုံးမချဘူးလဲဆိုတဲ့ဟာမျိုးတက်မလားလိုက်ဖြစ်တာအဲ့လိုမျိုးတဲ့ဒိဗယ်မရှိအဲ့လိုပုံအဲ့တော့ကိုလိုချင်လဲဆိုလို့ရှိရင်လှုပ်ပြီးလိုချင်မလှုပ်နဲ့အဲ့တော့ဘယ်ရမ်းမှကျွန်တော်မလွယ်တော့မလွယ်တက်မလားတရားသူသိပါတယ်ဘယ်ရမ်းမှမလွယ်ကျွန်တော်ပထမတော့ဘယ်အတက်ပညာနဲ့ပတ်သက်ပြီးတော့လွယ်တာရှိတယ်ဘာမှမလွယ် ဆို graphic design ပြောမလား video editing ပြောမလားနောက်ဆုံး trading တွေပါလေပြောမလားဒါမှမဟုတ်ကျွန်တော်တိုက်ခိုက်ပညာနဲ့ပတ်သက်ပြီးပြောမလားခန္ဓာကိုယ်လှရတယ်ပတ်သက်ပြီးပြောမလားဒါမှမဟုတ်ကျွန်တော် beauty salon လုပ်နေရဆိုလို့ရှိရင်အဲအနားမှာကျွမ်းကျင်လာအောင်လုပ်တာနဲ့ပတ်သက်ပြီးပြောမလားဘယ်ဟာမှမလဲကိုယ်အနားမှာကောင်းကျင်တယ်တော့တစ်ဖက်ကန်းကဖြစ်ကျင်တယ်ပါညာဆိုလို့ရှိရင်လုပ်ရင်မဖြစ်ကျင်မလုပ်နဲ့ဒါပဲရှိတယ်တခုတော့ရှိတယ်ဖြစ်ကျင်လို့လုပ်တဲ့သူတွေကကိုယ်ကြော်သွားလို့ရှိရင်တော့ complaint မတက်နဲ့သူကဖြစ်ကျင်လို့လုပ်သွားတယ်အဲ့လိုပုံမျိုးပေါ့နော်အဲ့တော့ ဒီကအဲ့လိုမျိုးလေးလိုက်ကျွန်တော်အဲ့လိုမျိုးဖြစ်စေချင်တာတခုက complain မတတ်တဲ့ mindset မျိုးကျွန်တော်ဝင်စေချင်တာတိလားကိုကိုရွေးချယ်မှုကိုကကိုလောက်တယ်ဘယ်သူမှမကိုနောက်ကနေဓာတ်ထောက်ပြီးတော့ဒါကိုရွေးပါဆိုပြီးပြောတာမဟုတ်ကိုမလုပ်ဘူးဆိုလို့ရှိရင်လည်းကိုမလုပ်တဲ့ဟာကိုကကိုရွေးချယ်တာကိုလုပ်တယ်ဆိုလို့ရှိရင်လည်းကိုလုပ်တဲ့ဟာကိုကကိုရွေးချယ်ဘယ်သူမှမကိုတွန်းအားပေးတာမျိုးမဟုတ်အဲ့တော့ခုနကလည်းညှိုးထိုးပြီးတော့လိုက်ပြီးတော့ပြောတဲ့ဟာမျိုးပေါ့နော်ဒါမသိကြဘူးခုနထပ်ပြောညာဘက်အေးကြီးပြတ်သွားတယ်ပါညာမနဲ့ကြမနိုးပါညာဆိုလို့ရှိရင်ကိုကကိုမနိုးဘူးဒါကိုပါမတောင်းမရှိဘူး ဟုတ်လေညာလေတက်မလားကိုရီးယားကကိုက်သွားကိုရီးယားကဘယ်သူကြီးကိုင်းလို့အတင်းဖြစ်လို့ရှင်တော့မမြောင်းတဲ့စကားပြောလို့မမြောင်းတဲ့စကားပြောဖို့ဆုံးဖြတ်တဲ့ဟာကိုဘယ်သူလုပ်ခဲ့ရလဲနော်ဆိုအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးစပြီးတော့ဟိုဘယ်လိုပြောကိုတာဝန်ကိုယူတယ် complain မတက်တော့တဲ့ mindset လေးဖြစ်လာရဲ့ဆိုရင်ဘိုးကတော်တော်ကြီးကိုပြောမလဲ powerful ဖြစ်လာအကူနေရထိုင်ရတယ်ပြောပေါ့နော်ဘယ်သူမှကို့မှာလက်ညှိုးထိုးပြီး blame စရာမရှိတော့ဒါကို shit ပဲပေါ့နော်ကိုလောက်တာပဲကိုမလောက်တာပဲ အဲ့လိုပုံစံဖြစ်တာဖြစ်တယ်အဲ့တော့ကျွန်တော်အဲ့လိုပုံစံမျိုးလေးပဲဟိုသွားကြည့်ချင်ပါတယ်ပေါ့နော်โอเคနောက်တစ်ခုကမိဘအိမ်တောင်မိဘတွေပေါ့နော်အိမ်တောင်ကြီးအဆင်မပြေရတဲ့ပတ်သက်ပြီးတော့စကားတွေများကြတယ်ပေါ့နော်အဲ့တော့စကားတွေများရတဲ့ပတ်သက်ပြီးတော့တဲ့ဟိုဘယ်လိုလုပ်ရမလဲပေါ့နော်ကိုကအဲ့တော့မိကွန်းတော့နည်းနည်းတော့ဒီဖြစ်ပါတယ်ဒါပေမဲ့ ကျွန်တော်အခုဖြေမဲ့ဟာကတီးဖြေတာပါနောက်ပြီးဖြေတာမဟုတ်ဘူးနော်အဲ့တော့ကိုကအဲ့ဒီခုလေးပဲပြကြည့်မနော်ဒီအရေးကြီးတယ်အဲ့တော့ဘာလဲဆိုတော့အဖြေတော့တမျိုးလေးတော့ဖြစ်နေလိမ့်မယ်အဲ့ကျွန်တော်ချူပြောရဲပါနော်အဲ့မဲ့ကျွန်တော်ပြပြမယ်အခါကြီးကြလို့ရှိရင်ကိုကကိုထိန်းချုပ်လို့မရတဲ့အရာတွေပေါ်မှာအရင်ရို feed တက်နေရဆိုလို့ရှိရင်ကိုကစိတ်ရမ်းပင်မယ်အဲ့တော့ကျွန်တော်အကြောင်းအရာလေးတစ်ခုပြောပြမယ် ဥပမာထားပါတော့ကိုကကိုရဲ့စိတ်ထဲမှာပေါ့နော်ကိုကတားသမီးချစ်တဲ့အလျောက်ကိုရဲ့အဖေနဲ့အဖေနဲ့ကိုကအဆင်ပြေစေချင်တယ်တခြားမိသားစုတွေလည်းမျိုးဟုတ်ပြီနော်ဒါပေမဲ့အဆင်မပြေဘူးအဲ့တော့အဆင်ပြေနေစေချင်တယ်ဆိုတော့ကိုရဲ့စိတ်ဆန္ဒကိုရဲ့ goal လေးဒါမှမဟုတ်ကိုရဲ့ expectation ပေါ့နော်ညှော်မှန်းချက်လေးရှိနေသည်ဖြင့်ကိုကနားကျင်နေရမှာပဲတကယ်ပြောတာဘာလို့လဲဆိုတော့ကိုရဲ့ပျော်ရွှင်မှုကသူတို့နှစ်ယောက်အဆင်ပြေခြင်းမပြေခြင်းနေလာတာဖြစ်လို့ အဲ့တော့အဲ့လိုပုံစံမျိုးပဲအဲ့တော့ကိုယ့်အနေနဲ့ကစိတ်ကိုထားတက်သွားတယ်ပေါ့နော်ဒါထားရမယ်လို့ပြောတာမဟုတ်ဘူးနော်ကျွန်တော်နေရပုံကအဲ့လိုမျိုးလေးနေတယ်အာဒီတို့တို့သူတို့နေရအဆင်ပြေခြင်းမပြေခြင်းကငါဖြိုရှင်မှုနဲ့မဆိုင်ငါစူးစမ်းနေရမယ်ကိစ္စတခုလည်းမဟုတ်ဒီလူအိမ်နဲ့လူပြည်နဲ့အဆင်ပြေရမပြေရဆိုတဲ့ဟာမျိုးငါကိစ္စမဟုတ်ဘူးနော်အဲ့လိုပုံစံမျိုးကိုကစိတ်ထားနိုင်ပါတကယ်ကြီးထားနိုင်သွားတယ်ဆိုလို့ရှိရင်သူတို့အဆင်ပြေခြင်းမပြေခြင်းကိုအဖမ်းမဖြစ်တော့ဒီလား ဲ့လိုမျိုးကိုကအဲ့လိုမျိုးသူတို့အဆင်ပြေမှငါရဲ့ပျော်ရွှင်မှုလေးဖြစ်ပေါ်မယ်ဆိုတဲ့ဟာမျိုးကိုကတွေးနေတာဖြစ်တဲ့အတွက်အဲ့ဒါနည်းနည်းလေးလွယ်ခါရောကျွန်တော်တို့တငယ်ချင်းတယောက်ရှိရထားလိုက်ပါတော့ကျွန်တော်တို့တငယ်ချင်းဝိုင်းနေမှာဟုတ်ပြီနော်ခုနကအောင်ကျော်နဲ့မမောင်နဲ့ရှိရထားလိုက်ပါနော်ကိုကသူတို့နှစ်ယောက်စလုံးနဲ့တငယ်ချင်းအရင်တော့တငယ်ချင်းနေအဲ့တော့အောင်ကျော်နဲ့ မောင်မောင်နဲ့အဆင်ပြေခြင်းမပြေခြင်းကိုကိုယ့်ရဲ့ပျော်ရွှင်မှုလို့ပုံစံမျိုးထားနေတယ်။အဲ့တော့သူတို့အဆင်မပြေတဲ့ရက်သက်တစ်ပတ်လုံးကိုကပါလိုက်လောင်နေရဆိုလို့ရှိရင်အဲ့ဒါကိုကရှူးရပဲ။အဲ့ဒါဆိုသူတို့နှစ်ယောက်အဆင်ပြေခြင်းမပြေခြင်းကိုယ့်ရဲ့ control ဘာမှမရှိဘူး။ဆန္ဒရှိတာနားလဲ။ဒါပေမဲ့အဲ့လိုပုံစံမျိုးအရန်ကြီးကိုဒီပေါ်မှာတန်ဖိုးတွေပေးနေဆိုလို့ရှိရင်အဆင်မပြေဘူး။အဲ့တော့ကိုကနေပြီးတော့တွေးလိုက်တယ်ပေါ့နော်။အဲ့တော့အောင်ကျော်နဲ့မောင်မောင်နဲ့အဆင်ပြေခြင်းမပြေခြင်းကငါတောင်းဝင်မဟုတ်ဘူး။ ငါနဲ့လည်းမဆိုင်ငါရဲ့ပျော်ရွှင်မှုလည်းမဟုတ်ငါဒါကို expect မလုပ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးကိုကစိတ်တကယ်ထားနိုင်သွားရဆိုလို့ရှိရင်အဆင်ပြေတယ်အဲ့တော့ကျွန်တော်ကတော့အဲ့နီလေးတစ်ခုပေါ့နော်ကျွန်တော်ပြောရမှာတော့ကျွန်တော်အဲ့လိုပုံစံမျိုးလေးကျင့်သုံးတယ်တို့နှစ်ယောက်အဆင်ပြေခြင်းမဖြစ်ခြင်းကျွန်တော်မိဘတွေကအဆင်ပြေနော်ကျွန်တော်တဘောပြောတာနော် relationship မှာအဲ့လိုပုံစံမျိုးတို့နှစ်ယောက်အဆင်ပြေခြင်းမဖြစ်ခြင်းကကျွန်တော်ကိစ္စမဟုတ်ဘူးဆိုတဲ့ဟာမျိုးကျွန်တော်ယူဆတယ်အဲ့တော့တို့အဆင်ပြေခြင်းမဖြစ်ခြင်းကကျွန်တော်ပေါ့ fan ဖြစ်တော့မဟုတ်ဘူးပေါ့နောက်တစ်ခုကတော့ဗာလဲဆိုတော့တတ်နိုင်သမျှတော့ကိုက လူဆိုတာကိုယ့်ကိုယ်ကိုတော့ကြည့်ရတယ်ဗျာဟုတ်လဲပြောသူတို့အစင်မပြေရမှဖြစ်တာဒါပေမဲ့ကိုယ်မှာကိုယ်စိတ်ကျဲမှာဤပါညာရှိသေးတယ်ဗောနော်ဘယ်လို့ရှိရင်ကိုယ်မှာလည်းကိုယ်အနာဂတ်တွေပါရှိသေးတယ်အဲ့တော့ကိုယ်ကတော့လွတ်လန်းနေပတ်သက်ပြီးတော့အမြဲတမ်းလုံနေတာကောင်းတယ်ဥပမာတတိလေးတခုပြောပြရမယ်ဆိုလို့ရှိရင်ကျွန်တော်အိမ်မှာဆိုလို့ရှိရင်ဖေမေအဆင်ပြေဒါပေမဲ့ကျွန်တော်အိမ်မှာကျွန်တော် grow ဖြစ်လို့အဆင်မပြေဘာလို့ဆိုတော့အရင်တော့ကျွန်တော်တို့ရန်ကုန်မှာနေတဲ့အိမ်ကအစီအရင်ရဲ့အိမ်ကကျွန်တော်အရင်ကျင်းတယ် အဲ့တိုက်ချင်းချင်းလေးရန်ကုန်ကတိုက်ချင်းချင်းလေးတည်မယ်ပေါ့နော်အဲ့လိုတိုက်ချင်းချင်းလေးရန်ချင်းတယ်ချင်းကြိုက်တယ်ပူတယ်ပြီးလို့ချင်းသမင်းစားနေဆိုလို့ရှိရင်အမေကကျတော်အမျိုးတွေရဲ့ဟိုလည်းမျိုးအတင်းတွေဒါပြောတာပေါ့နော်ဘသူကတော့ဂျင်းနောက်လိုက်သွားပြီဘသူကတော့ဘလို့ဖြစ်တယ်မျိုးကျွန်တော်မကြားခင်ဘူးပေါ့နော်အမေကိုချစ်တာချစ်တာပဲပေါ့နော်အဲ့တော့ဘာလဲဆိုတော့ကျွန်တော်ရဲ့အဲရန်ကုန်မှာရှိနေတဲ့အခြေအနေဆိုလို့ရှိရင်ကျွန်တော်မနေ့ဆောင်အဝစားပြီးပွဲခါကျရင်အိမ်ကသမင်းကြိုင်ထုံးထုံးဒီတိုင်းကျွန်တော်ထွက်သွားတယ်ထွက်သွားပြီးတော့ကျွန်တော် Mary Brown မှာပဲပြပြကျွန်တော်အဲ့ဒီ ကိုကာကိုလာတစ်လုံးလုံးမှားပြီးတော့ကျွန်တော်3နိုင်4နိုင်လောက်ကျွန်တော်လုံးဆိုင်အရှိအလုပ်နေ။အဲကြံ American Center သွားပြီးတော့ကျွန်တော်လုံးဆိုင်အရှိအလုပ်နေ။အဲ့တော့ကျွန်တော်အိမ်မှာသိမကတ်တာများတယ်။အဲ့လိုပြန်ပြောအိမ်မှာဝင်အိတ်တာလောက်ကျွန်တော်လုပ်တယ်။အဲ့တော့ချစ်တာချစ်တာပဲဒါပေမဲ့ကျွန်တော် grow ဖြစ်လို့မရအောင်ဆိုရတာကျွန်တော်မသိရဘူးเนาะ။အဲ့လိုပုံစံမျိုးအဲ့တော့အဲ့လိုမျိုးပေါ့။ကျွန်တော်တကယ်ချင်းနေမှာ solution လည်းအဲ့လိုပုံစံမျိုးပဲအသီးသီးပေါ့เนาะ။ဥမာတယောက် solution သူအဲ့လိုမျိုး code and sense နဲ့ဖြီးတော့မယ်။ အိမ်ကအဆင်မပြေဘူးသူ့ပညာရေးကိုသူတည်တယ်အရေးကြီးတယ်ဆိုတဲ့ဟာမျိုးအဲ့တော့အိမ်ကိုမရရအောင်ပြောတယ်သူ့ဖော်တာထားပေးဖို့ပေါ့နော်သူဒီမှာဆိုရင်သူစာမွေးရောထိလိုက်တော့မှာအဲ့တော့အဲအိမ်ကိုမရရအောင်ပြောတယ်ပြတယ်သူ့ဖော်တာဖိုးလိုက်တယ်အဲ့တော့သူကောင်းကောင်းမွန်မွန်လီလုံးနိုင်သွားတယ်ပေါ့နော်အဲ့စေတဲ့ပညာရေးအဲ့လိုပုံစံမျိုးပေါ့အဲ့တော့လူကတော့ကိုယ့်ရဲ့ဟိုအဆင်ပြေမှုတော့ကတော့ကိုကတွေးတောနေရမယ်ကြံဖန်နေရမယ်ပေါ့နော်မဟုတ်လို့ရှိရင်ကကိုကဂျားနေရမြည်စာပင်ဖြစ်သွားလိမ့်မယ်အဲ့လိုမျိုးအဲ့တော့ဟိုလေဟိုနဲ့ရှင်းသားစရာကောင်းတဲ့စကားဖြစ်ပေမဲ့လေ တကယ်တမ်းကျတော့ကိုယ့်အနာကကူမှပဲတကယ်တမ်းကျတော့တာဝန်ရှိရတယ်လားကျွန်တော်အပြင်ကနေကြည့်ရင်တော့မိဘတွေမှာတာဝန်ရှိရလို့ကျွန်တော်ကယူဆလို့ရတယ်သူတို့အဖြစ်တင်လိုက်လို့လည်းရတယ်ဒါပေမဲ့ကိုကအဲ့လိုမျိုးမဟုတ်ပဲねကိုတာဝန်လို့ပုံစံမျိုးကိုကရှုမြင်တဲ့ဟာမျိုးကပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့ပုံစံမျိုးမိဘတွေတာဝန်တော့တာဝန်တော့ပဲပေါ့နော်ဒါပေမဲ့ကိုတာဝန်လည်းဖြစ်တယ်လို့ကိုကရှုမြင်လိုက်တဲ့ခါကျရင် အာကိုရဲ့ပညာရေးနဲ့ပတ်သက်တဲ့ဟာတွေကိုရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ဟာတွေကိုစာပြီးတော့ serious ဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့ခါကျလို့ရှိရင်ကိုလုံးမိကင်မိတာပါလိမ့်မယ်ဒါလည်းပုံနော်အဲ့ဒါလေးပြောချင်ပါတယ်